ခင်တည်င်းထူပါတယ်တည်င်းထူပါတယ်ဒီ US နဲ့ Venezuela ကနှစ်ဖက်စစ်စည်းဆိုင်နေကြတော့ကြာပြီဒါပေမဲ့ဒီရက်ပိုင်းလေးအတွင်းမှာမှဒီစစ်ရေးကအတူအမြင့်ဆုံးအခြေအနေရောက်ပြီချေဆိုတဲ့အကြောင်းလေးကိုပြတ်တာပေးချင်ပါတယ်ဒီရက် Global News အကောင့်လေးကိုလည်းအပေါင်းလေးနှိပ်သက်လေးပြီးစိတ်ပန်ရှယ်လုပ်သွားဆန်းလို့ကျွန်မရဲ့ဒီ Global News YouTube အကောင့်လေးကိုလည်းတွားပြီးတော့ Subscribe လုပ်ထိုင်နိုင်ပါတယ်အဲဒီအကောင့်ရဲ့ဒီ bio ထဲမှာ link လေးချထားပေးပါတယ် profile picture အတူတူပါပဲနော် အဲကဲအဲ့တော့ဖြစ်စဉ်ကဒီအစပိုင်းကဟာတွေကိုတော့ကျမဒီအောက်မှာ link လေးပြန်ချပေးထားရပါတော့เนาะအရင်တုန်းကဒီဘန်ဒီဇောလာနဲ့ US အကြောင်းလေးဇက်ရည်တရားပေါ့เนาะအခုနောက်ဆုံးမှာဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီဒီရက်ပိုင်းပေါ့เนาะဒီ US ရဲ့ဒီကပ္ပအကြီးဆုံးဒေရင်တင်တင်မော့ပေါ့เนาะအဲ့ဒီဥစ္စာကြီးကပေါ့ဒီ Caribbean ဒေသတွေမှာထူးထူးထောက်ချာစည်ရည်လေးချင်းနေတာကိုနိုဝင်ဘာ16ရက်နေ့မှာ15 16မှာသူတို့စတိုက်ပြုတ်လုခဲ့ရပေါ့เนาะအဲ့ဒီ US ဘက်ကအဲ့တော့သူတို့ရဲ့အဲ့ဒီတင်မော့ကြီးကဘန်ဒီဇောလာရဲ့ပင်လယ်ကြီးပိုင်းနဲ့ အနီးပါအထိကိုသူတို့ကချင်းကပ်ခဲ့တာဆိုတော့အရန်တက်မှနေရပေါ့နော်အမေရိကန်ရဲ့ဒီကာကွယ်ရေးဝန်ကြီးဌာနကပေါ့နော်သူတို့ကတော့ဒီဘယ်လိုပြောလဲစစ်စင်ရေးပေါ့နော်အာဒီတောင်ပိုင်းမှာစစ်စင်ရေးဆင်တယ်ပေါ့ပြောရမယ်ဆိုမြူနစီဘွားမောင်ခိုရီပါတွေကိုတန်ဖက်သမားတွေကိုတိုက်ခိုက်ရတဲ့ဖြစ်တဲ့သူတို့ပြောတယ်ဒါပေမဲ့သူတို့ရဲ့လောက်ရက်ကြီးကဒီဗနီဇွဲလာရဲ့ဒီအနီးနားအတွင်းမှာရစ်တီရစ်တီနဲ့တအားကိုဒါအချင်းချင်းမှုဖြစ်နေတဲ့အနေအထားပေါ့နော်အဲ့တော့ ဒီဗန်နီဇွန်လောက်သမရမာတူရိုကလည်းအမေရိကန်ရဲ့ချိန်ဆမှုကိုသူကရင်းဆိုင်ရဲ့အတွက်ဆိုပြီးတော့အဲတိုင်းပြည်ကာကွယ်ရေးပေါ့နော်သူတို့ရဲ့စိတ်ရည်လေးချင်းနဲ့ဒီအကြသားတွေကအစပေါ့နော်နိုင်ငံနဲ့တဝန်အကြီးကျယ်အဲပေါ့နော်ဒီစိတ်ရည်လေးချင်းမှုတွေကိုပြုလုပ်နေတယ်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေကိုဖွဲ့ပြီးတော့ပေါ့နော်အော်ပြီးတော့ဒီသူ့ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့တရုတ်တို့အီရန်တို့ဒီရုရှားတို့ပေါ့နော်သူ့ကိုအကူအညီပေးဖို့အတွက်အရေးပေါ်တန်တမန်တပ်ဝင်များတွေပေးဖို့ပြီးတော့မဟာမိတ်တွေကိုအကူအညီတောင်းခဲ့တယ်ရုရှားလည်းထက်ထက်ဝင်အများကြီးကူညီထားတယ်ပေါ့နော် အဲတရုတ်တို့အီရန်တို့ကလည်းဒါကူညီထားတဲ့အပိုင်းကြီးရှိရဲ့အဲ့တော့အမေရိကန်ရဲ့တဖက်တက်စစ်ရေးလှုပ်ရှားမှုတွေဝိုင်းဝန်းရှုတ်ချပေးဖို့အတွက်လည်းတော်ဗန်နီဇယ်လာတောင်းဆိုတယ်ပေါ့နော်ဒါအမေရိကန်ရည်ရွယ်ချက်ကဒီတမရဒီမာဒူရိုပေါ့နော်ဗန်နီဇယ်လာတမရဖြုတ်ချဖို့လားအဲဒါမျိုးတွေပေါ့နော်စိတ်အင်အားကလည်းအကြီးကြီးတွေပြနေပြီးဟိုဘက်ကလည်းပြင်ဆင်မှုတွေပေါ့နော်အဲ့တော့ဘာတွေဆက်ဖြစ်မလဲဆိုတော့အရန်စိတ်ဝင်စားဖို့ကောင်းတယ်မိတ်ဆွေတွေရဲ့အမြင်လေးတွေလည်းကို့မှတ်မှာမဲ့ခဲ့ပါသူတို့တွေတကယ်ဆက်ဖြစ်သွားမှလားဆိုမဖြစ်ဘူးလားပေါ့နော်အဲတည်င်းထွေးရှိလာထပ်ပြီးတော့တင်ပေးပါမယ်